မီးတင်ချောက်မီးတင်ချောက်ကတော့ကပ္ပအတွင်းပိုင်းသို့ရောက်လေအပူချိန်တိုးလာလေပဲဖြစ်တယ်အဲ့တော့အဲ့ဒီအပူချိန်ကြောင့်ကပ္ပမြေကြီးရဲ့အတွင်းပိုင်းမှာရှိတဲ့ drop ဝိထုတွေဟာအရေးဓမ္မမလို့ရှိရင်အရေးဖြစ်လို့နိဗ္ဗာန်အခြေအနေတို့ရေတို့ပြောင်းလဲသွားပြီးတော့မှကြောက်ရည်ပူများဖြစ်လာတယ်အဲ့ဒီကြောက်ရည်ပူတွေဟာဆိုရင်မီးတောင်ပောက်ကွဲရာမှာတဆင့်ကပ္ပမျက်နှာပြင်သို့ရောက်ရှိသွားသောရင်းကိုချော်ရေးလို့ခေါ်တယ်။အဲ့တော့ ြောက်ရည်မှုတွေဟာကပအတွင်းပိုင်းမှာဆိုရင်အေးခရမှာ၎င်းအကွဲเจ้าများအတိုင်းမြေပြင်သို့တက်လာပြီးတော့မှအေးခရမှာ၎င်းမီးတင်းကြောက်ဖြစ်လာပါတယ်မြန်မာပြည်အလဲပိုင်းဒေသမှာရှိတဲ့ပုပ်ပါမီးတောင်ကတော့အထင်ရှားဆုံးမီးငိမ့်တောင်ဒါမှမဟုတ်လို့ရှိရင်တော့မီးတောင်သေးတစ်ခုဖြစ်တယ်အဲ့ဒီဒေသမှာဆိုလို့ရှိရင်တော့တိုးထွက်မီးတင်းကြောက်တွေဖြစ်တဲ့အင်တီဆိုင်နဲ့ဘတ်ဆော့ကြောက်တွေဟာတွေ့ရတယ်